ူကကိုယ်ပြဿနာလောက်လာပြီသေအားနဲ့ဘယ်လိုဖြေရှင်းလဲဒါနဲ့ဖြေရှင်းပါအဲဒါဆွဲလို့ဆွဲပေါ်ရာဒုတ်နဲ့ဖြေရှင်းမှာပါဆိုတော့ဒုတ်ဆွဲနေလို့ဆွဲပေါ်ရာအဲတဏ္ဍနဲ့ဖြေရှင်းမှာပါဆိုပြီးတော့တဏ္ဍဒီအမြောက်ဒီဒါလည်းဘုံနေနဲ့ဖြေရှင်းလို့ဖြေရှင်းမှာအဲ့လိုဖြေရှင်းရတယ်အဲ့ဒီရှင်ကြီးကမပြေပြင်းအောင်ရတော့ကောင်းဖို့ပြတ်တယ်ပြတ်တယ်မပြေရှင်းရတော့ရှင်တော့ဖြေရှင်းတာမပြေရှင်းတာလေးတော့ဖြစ်တာမဟုတ်ဘူး ပို့ပြီးတော့တောင်ပြတ်လာတယ်လို့ပြောတော့လူတွေမှာအားနေခြင်းတဲ့ပြဿနာလားရှင်းပါဦးကြောက်ကြောက်လို့ကိုကောင်းတဲ့ကိုကြည့်ခြင်းလားဘယ်လိုကြောက်ကိုမှာအတိအမြင်တွေကိုရှားွေရမယ်ရှားွေတော့အဲ့ဒီအတိအမြင်တွေရှိလာပြီဆိုရင်အဉ္ညာရှိလာတော့ဒုသားလာအဲ့အဲ့ဒီယောသားလာပြီလို့ဆိုပါအိမ်မှာကြီးကြီးဆန်းဆန်းနဲ့ပြောရအောင် လူကပြဿနာတွေ့ရင်ကိုနီးတဲ့ကိုဖြေရှင်းပြီလို့ဆိုတော့အ ਨੇ လုံးကိုသားကိုသမီးမိရင်းရဲ့တဏှာတွေ့တယ်။သူလည်းနောက်နဲ့ဟောဒီကျင်းတာတော့ဒါမဟုတ်တာလုပ်ပြီးသေမဟုတ်တာလုပ်ရမလားဆိုတော့အဲ့သားကိုသူမဲနောက်မဲနိုင်မဲဟုတ်တာ။ဒါပြဿနာဖြေရှင်းနေမဟုတ်ဘူးရတာဖျားတယ်ဟုတ်တာ။ဖျားတယ်သူမှာမဟုတ်တာ။အဲ့လိုဆိုတော့ အဲ့ဒီယတနာပြည့်ခြင်းနဲ့ကဘုရားမပါတော့ဘူး။ဒီလိုဟာဒီလိုကြည့်နေတာဖြစ်နေတယ်။အဲ့ဒါဟာဒီလိုတည်းရဲ့ပြမအာနေချက်ပဲ။အဲ့ဒီလိုမဖြစ်ရလေအောင်ဘုရားကိုကြည့်ကြတယ်။ဘုရားကိုကြည့်ကြနေတယ်ဆိုတော့အခုသိနေတယ်ဘုရားကဟောဒီလိုသိနေတာမမှန်လို့လားဘုရားလို့။ငါတို့မသိဘူး။အဲ့ဒါရဲ့ရှုပ်။ငါတို့မသိရသေးဘူးရောက်တယ်။ဘုရားကသူ့အထုပ်ပတိကို အထုပတိလို့မပြောပဲနဲ့တရားတူပြောခဲ့တယ်အဲ့ဒီတရားဆိုတဲ့ဟာကလေးပြောတာကသူအထုပတိပြောတယ်ဘုရားရဲ့အထုပတိပြောတယ်အဲ့ဒီဘုရားရဲ့အထုပတိကလေးကိုအများတို့ကနေပြီးတော့ကြားရတာရင်ကြားသိပါပါဘုရားဒါကြောင့်အဲ့ဒီအထုပတိကလေးကိုဘုရားရဲ့အထုပတိကလေးကိုဘုရားဘူးမြော်နိုင်တဲ့အခင်ရအောင်ဒါကြားရပါအဲ့ဒီဘုရားရဲ့အတုပတိကလေးကြတော့ဘာပါကြုံးလို့ ဘုရားမလုပ်ပါနဲ့မလုပ်ပါနဲ့မလုပ်ပါနဲ့အဲ့ဒါဒီပါဠိသူခိုးပါများရင်တူးလာမှာမဟုတ်တာဗျာဟုတ်ပါဘူးဩတူးလာမှာဆိုရင်ဘုရားတနာဖြစ်ခြင်းတာကဘုရားဖြစ်ခြင်းလို့ဖြစ်ဖြစ်ခြင်းဖြစ်တယ်လို့ဖြစ်တယ်လားမဖြစ်ဘူးလားမဖြစ်ဘူးဗျာဖြစ်မှာဗျာအဲ့တော့အဲ့လိုမျိုးလို့ဖြစ်ဖို့ရတယ်ညာအထုပ်ပတ်ဒီဖြစ်ရတော့နာကြောင်းကောင်းတယ်လို့ပြောရတာပါတော့ အဒီနေ့တော့ဘယ်လိုနားရတဲ့တရားကိုဘာတရားလို့ဖတ်ရမလဲလို့ဆိုရတော့တို့ဘုရားတရားဘုရားဆိုတာဘယ်လိုပုံကိုဖြစ်တယ်လဲလို့ဆိုတော့ဟာကြားရတဲ့တရားပေါ့ဘယ်မှာတွေ့တော့ကိုယ်ကောင်းထဲမှာဘုရားတည်တာပေါ့ကိုယ်ကောင်းထဲကိုဘုရားသွင်းတာဘုရားသူ့ဘာသူရှိနေပြီမဲ့ကိုယ်ကောင်းထဲမသွင်းရင်ကိုယ်ကိုယ်တော့မရောက်ဘူးဗျာဘုရားသူ့ဘာသူလက်တည်ခဲ့ပြီမဲ့ ကိုကောင်းတဲ့ကိုထည့်မထားလို့ရှိရင်ကိုကောင်းတဲ့မှာများများကြည့်ဘူးပြ။ဒါပေမဲ့ဒီလိုဗျာရှိခိုးတဲ့အခါမှာတော့အာဂိသကုဒီလိုရဲ့ဥသိကိုမြတ်စွာဘုရားကနေပြီးတော့အကြောင်းတော်အမှန်နဲ့ကြွလာတော့မူပါဗျာနဲ့ဒီလိုတော့ပြောတယ်။ဘယ်လိုပြောလို့ရမလားဗျာဒါလိုတကယ်တော့အဲ့ဒါကိုကောင်းတဲ့ဘုရားသိနာမဟုတ်ဘူးလို့ပြောတယ်။တကယ်ဘုရားရဲ့ဟုတ်တယ်ပြောခဲ့တဲ့အထုပတ်ကို ွားနေပြီကလားနားရကြားရတော့အော်ဘုရားပုံစံတာပေါ်ပြီဘုရားကိုဖူးလိုက်ရအဲ့လိုဖူးလိုက်ရမှာဟုတ်ပြီလို့ဟိုကောင်းတဲ့ကိုဘုရားရောက်အဲ့တော့ဒါလေးကိုကျွန်တော်ပြောပါပြောပြပါမယ်။ဘုရားကမဟာတတိယလို့ဆိုရဲအဘုရောသင်္ကနာမင်းချုပ်ကျင်းလို့ကြံခဲ့တဲ့တတိယပေါ့။ဘုရားတို့ကဘာဒီမှာတော့ ဒုရယဆိုတာအိမ်သက်ပြီးသုံးတယ်။မဟာသတိစိတ်မရနဲ့သုံးဘူး၊ပြားနဲ့သုံးဘူးမြင်ပါဘူး။ဘုရားဖြစ်တယ်။ဘုရားဖြစ်တော့သူပါလို့ပဲ။ဘုရားဖြစ်ပြီးနောက်ကျတော့သူဘုရားဖြစ်တဲ့နေရာမှာနေမယ်။ရဲ့တော်များများနေလိုက်။ရဲ့တော်များများနေပြီးတော့ငါတော့ဘုရားဖြစ်တယ်။အာဒီမြင်ပြတကယ်ကောင်းဆောင်ရှိပါရဲ့အဒီမြင်ဖြစ်ပါရဲ့ ဲ့လိုဖြစ်နေပဲဒါငါတရားမဟောပါဘူးလူဟောမတော်လေရင်သားမကြီးငါ့ဦးပဲနောက်ဆုံးပြတော့တွေ့ရင်သားမကြီးငါ့ဦးလို့ဆိုတာကသူတိုင်းပြည်မှာနေတော့ကသူငွေတော့ကတော့မှသူ့လိုဘေးရင်ဟောခဲ့တယ်ရောမတင်တော့ဒီသားပါမောင်ကြီးတွေပေါ့ဗျာဒီနေ့မြေမြေပြပေးတဲ့ဖြာလို့မြေရည်ရင်ဖြာလို့ အဲ့ဒီလူတွေကနေပြီးကြလားသူတို့ကလည်းပဲမတည်ကြီးလာလို့ဖြစ်မှာပေါ့တော့ဆက်ပြီးကြလားတရားချာနေကြတရားချာနေကြတဲ့သူကဘယ်နှယောက်ရှိကြလဲလို့ပြန်အားရဘယ်နှယောက်လဲအားရပါဘူးနားရောဗျာပထမဆုံးကတော့သူပညာလို့ဆိုရဲပုဂ္ဂိုလ်ပြောင်းပါနော်နောက်တော့ဝါပါရမဟာနန်းတို့ဗတိယတို့အသတိတို့ဆိုပြီးတော့ပေါ်နေတယ်ပေါ့အားရပါ ဘုရင်ညရဲ့ဝမ်ပါရဲ့အန္တတိရဲ့မဟာနိုင်ရဲ့ဗတ္တိယရဲ့အဲ့ဒီ၅ယောက်ကအစမှာတော့သူ့ကိုပြုပြုပြုနေရနေပြီးတောက်ကြတော့ဘုရားကသူ့ကြည့်နေတဲ့တရားတွေကိုဒုက္ခသီးရတရားတွေကိုသူလက်တွတ်လိုက်တော့အင်းဘုရားကဘုရားရမှာမဟုတ်တော့ပါဘူးပေါ့အဲ့တော့သူကသူ့ကြည့်မှာပဲတရားရမှာ ਨੇ သူလေအဲ့လိုဆိုတော့သူ့ကိုလုံသွင်းပြုနေတဲ့နေရာနေပြီးတော့သူ့ပါရသူ ီနာမှာနေနေတော့သူ့ကိုမတို့ဆောင်ရဘူးဖြစ်တယ်။အဲ့တော့သူတို့တောပြောင်းသွားကြ။အဲတောပြောင်းသွားကြလို့မိဂတာဝုံလို့ဆိုရတော့တောကိုဝင်ပြီးသူတို့တရားကျင့်။မိဂတာဝုံကဗာရဏစီတိုင်းပြည်ရဲ့အနိဗ္ဗာန်ဟာအခုနောက်ဘုရားရဲ့ဘုရားဖြစ်တာကတော့ညာစကြူဆိုရာရဲ့တိုင်းပြည်ရဲ့အနိဗ္ဗာန်ဟာတိုင်းပြည်ဘုရားတိုင်းတစ်ပါးကြောက်ပါတယ်။တိုင်းတစ်ပါးကြောက်တော့ဘုရားတရားရတဲ့ခါကျတော့ ဩငါကျေးဇူးများခဲ့တယ်ပြုစုခဲ့ကြတယ်ဟောဒီပုဂ္ဂိုလ်၅ယောက်ကိုလိုက်ပြီးပြောပါဘုရားဘုရားပြီးကြလားအဲ့ဒီသူဘုရားဖြစ်တဲ့နေရာကနေပြီးတော့ကြွားလာခဲ့အဲ့လိုကြွားလာခဲ့သူကဒီသားကြီးမာဟုကိုသူတွေ့ရောက်မိဂရာကိုရောက်ရက်ဒီတော့အများကြီးလာတယ်အဲ့လည်းအဲ့လိုလာနေတဲ့အခါမှာလမ်းမှာဘယ်သူမှဟုတ်ဥပဒေတရားဟောရတယ် လူရလည်းပဲတရားစနာကိုသမီးတလုံးတော့တောင်မဲ့တဲ့ပုံရှိဘူး။ဘာလို့လဲဆိုတော့အဲ့ဒီခေတ်ကတော့သမီးအခက်ခဲရှိနေတာပဲ။ဗျာ။တို့သမီးအခက်ခဲကိုကြောနေတာနဲ့ပဲဘုရားလူသားတဲ့ပုံကိုကြားပါလား။အဲ့ဒီတည်းမှာပုဂ္ဂိုလ်တယောက်ရှိတယ်။ပုဂ္ဂိုလ်တယောက်ကမလူလေလို့ဆိုတော့အာဝေဖို့နော်ဥပဒါပေါ့နော်။ဥပဒါပြောင်းဘူး။ဥပဒါလည်းဘုန်းကြီးလုပ်နေတာပဲ။ဘာပိုင်ဘုန်းကြီးပေါ့။ဒါနဲ့ ုရားဘုရားကိုတွေ့တဲ့အခါကျတော့နတ်ရှင်ကဘသူ့ရဲ့တပည့်တော်လို့သိနတ်ရှင်ကဘသူ့ရဲ့တပည့်တော်လို့သိတဲ့အခါကျတော့အာနာဘုသူ့တပည့်မှာမဟုတ်ဘူးတဲ့အာအောင်နိုင်တဲ့သူပဲတော့ဘုရားတို့မယုံဘူးရတော့မယုံတော့ဘုရားကဘာပြောလဲဆိုတော့အော်ဘုမာပါပဲဘုမာပါပဲရောမစတော့မယုံတင်တာစကားလေးနဲ့ပဲသူ့ကိုသုတ်ခဲ့ ကျန်ဘုရားဆိုရင်တရားမဟောလို့ရဘူးဗျာသူတို့လမ်းမှာရင်ဆိုင်တွေ့တာပေါ့ဗျာတကယ်အဲ့တော့ဘုရားဘုရားပြည့်ဥမှန်တရားဟောခဲ့ရတယ်ပြောဒါနဲ့သူတရက်ငယ်ငယ်တရက်တွေနဲ့ခီးတွေကိုလာလိုက်တာနောက်ဆုံးပြိတ်တော့မိဂရာကိုရောက်ပေါ့ဗျာမိဂရာကိုရောက်တဲ့အခါကျတော့ဒီသာဝတိ၅ဦးတို့တွေ့ဒီသာဝတိ၅ဦးတို့ကလည်းပဲ သိတ္တထဆိုတာတော့တရားသူပဲဖြစ်နေပြီအကျိုးတို့ဘုရားဖျားရဲ့ငယ်နာမည်သိတ္တထဟုတ်သိတ္တထတော့ဖြစ်သူအလုံးကျွေးမပြူပဲနေကြသဒ္ဒါလို့သူတို့ဆုံးဖြတ်ထားပြီပဲသူတို့မမြင်နိုင်ကြဘူးအဘုရားဖျားသိတ္တထတို့ရဲ့တော်ရဲအကြောင်းကံကနာကိုရောက်သွားတယ်ကျွန်တော်ဘုရားမှုပြုကြတယ်ဘုရားမှုငယ်ရပြုတဲ့အခါကျတော့ဘုရားဖျားကဒီတရားဟော အဲဘုရားဗျာတရားဟောပါလို့ဆိုတော့ဒီမြင်သားကြီးငါတို့ကဘုရားဗျာကိုအယုံကြည်ရှိသူဗျာမကျင့်တော့ဗျာနေပြီးတော့လူသက်ဖြစ်သွားတယ်အဲ့ဒါလိုမျိုးလို့ဆိုတော့အယုံကြည်မရှိတော့ဒါဘုသူကနေပြီးတော့ငါဗျာဖြစ်လာတာဟုတ်ပါတယ်ကွာလို့ဆိုတဲ့ဟာမျိုးကိုပြောရပါဗျာတော့ဒီတော့သူက ပြည့်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 စကားနဲ့ပြောနေတော့ဘုဇုံကိုမြတ်ပြည့်နာပြားဖြစ်ဘူးလို့ဆိုတာမျိုးပေါ့ဗျာဖြစ်အောင်ပြောပါလားတပြောမှာဆိုတော့ဘုရားဗျာဒီလိုဒီသားကိုနားလို့ပထမဆုံးပြောလိုက်တဲ့စကားလေးဟာဘုရင်ဘေးကိုအန္တာပပိတိတနာမိတာပါဆိုတဲ့စကားလေးပြောလိုက်ဒါရီယဒွေမေဘေဖွေအန္တာဘဝိဇိတေနာနာဒေဝိတာပါဠိကလေးကိုပြောရအောင် ါလေးကိုမြန်မာပြန်လို့ကျင်ဒွေးပရာနှခုဣမေပရာဣမေပေဒီနှခုအဲ့ဒါဘာလို့လဲဆိုတော့အန္တာဒီနှခုကအစွန်းရောက်တဲ့တရားပါဒီလိုပြောရတယ်ဒွေးနေပေကလေးအန္တာဟောဒီနှခုကအစွန်းရောက်တဲ့တရားဖြစ်တယ်ရန်လို့လေဒီလိုပြောဖို့တော့သဗ္ဗေတိတေနနာနေမိတော့ပါတရားလိုချင်တဲ့သူမမီဝဲရဘူး တရားလိုခြင်းတဲ့သူမမီဝဲရမယ်အသွင်ရောက်နေတဲ့တရားနှစ်ပါးကိုတဲ့အဲတရားနှစ်ပါးဟာတော့ဖြင့်တရားလိုခြင်းတဲ့သူမမီဝဲမရှိကတရားပဲဟောများတယ်တော့အဲ့လိုပြောတယ်အဲ့လိုပြောတော့ဒီသားကြီးငါတို့ကနားထောင်နေကြတယ်ဆရာတော်ဘုရားအသွင်ရောက်နေတဲ့တရားကိုသာရဲလို့ဆိုတယ်ဒါဆိုဘုရားပြောလိုက်တာအသွင်ရောက်နေတဲ့တရားတစ်ပါးกว่า တော့လည်းပေါ့အဲကူးတော့တာဒီပါအာလုံဖြစ်ကြတာပေါ့ကူးတော့တိတ်တထားတရားလူတွေဖြစ်တယ်လို့သာပြောတာသူ့ကိုတွန်းရောက်နေတယ်တရားတပားဖြစ်ပြီးပြောတာသုတိတာတပားလေးလို့ဒီတာအဲ့ဒါလည်းပြုလို့တကလည်းဘုရားတို့လည်းသိပေးကြပါဗျာအဲ့ဒီအသွင်ရောက်နေတဲ့တရားတစ်ပါးကိုတစ်ပါးလုံးဒီပဲနဲ့ဒီသာဝတိတို့ကတဘာလဲလို့သိနေကြတော့အဲ့ဒီတဘာလဲကိုသူတို့ရှောင်းနေကြတယ် တာမပြီးဝဲရမယ်တရားပဲအဲ့ဒါပါလဲဆိုတော့ကာမကြောင်းကာမတွေကြောင်းနေကြတယ်ဆိုတာအစင်းလာလာလို့အတန်းကြီးကြီးလို့အနတ်မူးမူးလို့ဖြားလာချိုးချိုးလို့တွေ့ကြည့်ကောင်းကောင်းလို့ဒါရီကာမကြီးကြီးအဲ့ဒါတွေကိုသူကကြောင်းနေတာကြောင်းနေလို့သူတို့တော့ထွက်တာဟောကြောင်းနေသူတို့ညွရွာတဲ့သူတို့အိမ်ထဲမှာပဲသူတို့ကြာမှာပေါ့နော်အဲ့တော့အဲ့ဒါကြောင်းနေကြတာဆိုတော့ငါတို့ပြည်သားအဖြစ်သွားရင်ကားရဲ့ပြည် သွေးရောက်တဲ့အနေကဘာလဲအခုအသွေးရောက်တဲ့အနေကိုဘုရားဗျာနှစ်ပါးလို့ပြောတယ်လို့ဆိုတော့အဲဒီတရားတော့တက်တယ်ဆက်သားတော့ဘာနောက်တစ်ပါးဘာလဲပြောလို့မလို့ပေါ့ပထမတစ်ပါးတော့ဘုရုတိပိတာဘုရုတိပိတာပဲနဲ့ဘုရားဗျာပေါ်ပြောတယ်ဒီအသွေးရောက်တရားနှစ်ပါးဆိုတာရေးတဲ့ပထမတစ်ပါးကတော့ကာမတုခဏိကယောဂပဲဘုရားကာမတုခဏိကယောဂကဒါကံကုန် ချတာဒီတော့ဘုရားပြီးတကလာလုံနေကြတဲ့ကံကိုပြောတယ်။အမကံပေါ့။ဒါတို့တည်ပြီးသားပါဆိုတော့ဒါဘူး။နောက်အသွင်ရောက်တဲ့တရားတစ်ပါးကိုဘုရားဆက်ပြောလိုက်တာတော့အတ္တကြီးလမတာမူယောဂတရားလို့ဆိုတော့ပုပ္ပုကိုနှိမ့်တဲ့ညီမနဲ့အမေထားရောက်တဲ့ကံတရားတွေဟာဒုတိယအသွင်ရောက်တဲ့တရားပဲလို့ဘုရားပြောလိုက်တော့တုံ့ပြန်ကြတယ် ဟာဒုတိယဒုပန်းနေပြီလို့ဒီကအဲ့ဒါမြေသားရည်လို့သိကြတယ်ဒါဘာပြောနေတာလို့ဆိုလို့ချင်းဘုရားကတော့သူ့အကြောင်းကိုပြောနေတယ်ဘုရားအကြောင်းကိုဘုရားကပြောနေတယ်ဘုရားအကြောင်းဘယ်လိုလုပ်နေတော့အသွင်ရောက်နေတယ်ဘုရားနှစ်ပါးရှိတယ်အဲ့ဒီနှစ်ပါးကိုတဲ့ငါဘုရားကမပြီးဝဲတော့ပြီးဝဲတဲ့လူကဘုရားမရဘူး တရားလုံးခြင်းနဲ့သူကအဲ့ဒီတရားအသွင်ရောက်နေတယ်ဗျာတပါးဒီဝဲရအောင်အဲ့လိုဆိုတော့ဒီအသွင်ရောက်နေတဲ့တရားနှစ်ပါးကိုငါကိုယ်တိုင်မမိဝဲတော့တဲ့အကြပါသူပါပြောတယ်ဧတေခောဥပောအံဒီအနုပါကမလို့ပြောတယ်